ဘောเนาะအဲဆရာကြီးတစ်ပေါက်ဆုံးပြောပြပါဒီထောင်ဦးရေးပြပုံကတော့ကိုတူတူပြောရရင်ကတော့ဒီရှင်ရဟန်းဗောဓိပင်ကြီးပူရဏရဲ့နောက်ပြီးတော့ဆလင်းကံလေဆရာတော်ဘုရားကြီးအလုံးလုံးရဲ့နေရာသွားပြီးတော့တရားထိုင်နေတာရဲ့အဲ့ဒါကစတာကြည်ရင်ကြည်ရင်နဲ့သောသောကပြောခဲ့တဲ့အာရလိုက်ပါပြီအာကြလိုက်ပါပြီဆိုပြီးတော့ဒီစာအုပ်ကိုကျွန်တော်ရေးတာဟုတ်ကဲ့ဆရာရဲ့စာအုပ်ထဲမှာ ကျွန်တော်မကွေးတိုင်းကနေဒီ size ဆရာကြီးအကြောင်းတော်တော်များများကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့ဒီ size ဆရာတွေကိုဆရာကြီးဘယ်လိုလိုက်ပြီးစုံစမ်းပြီးတော့များပြည့်ပြည့်စုံစုံဖြစ်အောင်ဟိုနေလာပါမယ်ပေါ့နော်မာဟိုလူညံ့မိမဲ့ကံတမ္မတော့ဗောဗျာအဲ့တော့ဆက်ဆက်ဆက်ရှိတဲ့ဒီစာရေးဆရာနေပေကလူတွေခုံကြီးအစကြီးတဲ့ဖြင့်အဲ့ဒါတွေကိုကျွန်တော်သွားပြီးတော့အဆက်ဆက်ရတော့ဆိုကြပါတို့ဗျာဒီဒီရေစကြိုမခုတ်ဘူးမြိုင်ပခန်းကြီး အစရှိတဲ့ဖြင့်ဟိုရောသောကံမောဒီအဲ့ဒီစာရေးစရာတွေအကြောင်းကိုပေးမဲ့ပုံကိုယ်တွေကနေပြီးတော့ကျွန်တော်ကိုထောက်ထောက်ကူကူလုပ်ပေးတာအဲ့ဒီတော့ဆလင်းပြင်းပြင်းစကုပြင်းပြင်းဟိုတရက်အောင်လံပြင်းပြင်းမင်းတို့ပြင်းပြင်းစေတုပ္ပယာပြင်းပြင်းကျွန်တော်ပအောင်ဆွဲထည့်တာပါကြံတဲ့ဟာတွေလည်းရှိချင်းရှိမှာပေါ့ဟုတ်ကဲ့ခုနကဆိုင်ကျဲထဲမှာပင်ဘော်ဒီပေါ့ပင်ဘော်ဒီကနမောက်မှာရှိတယ်လို့ကျွန်တော်ကြားသိရှိပါတယ်ဟုတ်ပါနော်နမောက်မှာရှင်ရန်နဲ့နော်ရမင်းဆိုစိုက်ခဲ့တယ်ဆိုဟိုပင်ဘော်ဒီပေါ့နော် အဲ့ဒီဘောလီသမိုင်းလဲပါတယ်နော်ရှင်အောင်အငွေနှစ်ဒီကတော့ပန်းထွားအကြောင်းရဆရာကြီးပြောတဲ့အချိန်မှာပါတယ်ပေါ့နော်အဲ့ဒီအငွေနှစ်အနှဲငယ်ပေါ့နော်အဲ့ဒီကြောက်ကြတယ်မဟုတ်ပြတော့ရှင်ရန်ဘောရီပင်ဆိုတာကပင်မြို့မှာရှိတာဗျာနမောက်ရဲ့မြောက်ပဲဟုတ်ကဲ့အဲ့ဒီပင်မြို့ဆိုတာကကျွန်တော်တို့မြန်မာကဒီကောင်းကဒီကောင်းအဘိယာသာရဲ့အဆက်အနွယ်တရုဒ္ဓမထင်းနဲ့အဲ့ဒီညီနောင်ကတည်ခဲ့တဲ့ပင်မြို့ဟုတ်ကဲ့အဲ့ဒီ ပါတော်မိဖုရားကဗိဒ္ဓရောဘိယမကြီးကတိမ့်လိုက်လို့သူတို့နမ်းပြောက်သွားတာသို့တော်ရှင်ရာအနောဒာမင်းလက်ထဲမှာရှန်ဟန်ကအဋိဌာန်နဲ့ဒီကျွန်တော်တို့အိန္ဒိယကိုမေဇိမဒေတာကြွပြီးတော့တောင်လဲရမင်္ဂလာရှိတဲ့ဒီတောင်လဲကအတိုင်းကိုအဋိဌာန်နဲ့ပွင့်လာပြီးဘယင်ကဘုံညီထောက်မှနဲ့ပြည့်ပြလောက အခုညီပေးတယ်ပေါ့ဗျာဟုတ်ကဲ့အဲ့တော့ယဟန္တာကိုယ်တိုင်ဆိုင်တဲ့ဘောဓိပင်များစံတော်ဝင်ဘောဓိပင်လို့ခေါ်တယ်စံတော်ဝင်ဘောဓိပင်ကအိန္ဒိယမှာရှင်အာနန္ဒာဘောဓိပင်နဲ့ပင်ယဘောဓိပင်တိဘောမှာတပင်ရှင်ရဟန်းဘောဓိပင်ဒါပဲရှိပါတယ်စံတော်ဝင်ကကျန်တဲ့ဘောဓိပင်တွေကပင်ပွားတွေပါဟုတ်ကဲ့အဲ့တော့ဘောဓိပင်၄ပင်ရှိတဲ့အထက်မှာဗမာပြည်ဟာတော့အထင်ကြီးပါ့အထင်ကြီးအထင်ကြီးဒီအခုချိန်ကြီးဒီအဲ့ဒီဘောဓိဂိုင်းကြီးတွေဟာဒီလူတစ်ဖက်ဆံမကဘူးအဲ့ဒီနေရာဟိုတရားထိုင်လို့လည်းကောင်းတယ် ထိုင်ဖို့လည်းအဲ့ဒီကဆရာတော်တွေကလုပ်ပေးထားတာကြီးပါပဲ။သွားတင်နေဗျာဘုရားဘာသာမှန်ရင်တော့အဲ့တော့ဒီနေ့ဒီဆရာကြီးရဲ့စာအုပ်ကိုနော်ဖတ်မဲ့ပိဋကတ်ကြီးပေါ့နော်ဖတ်မဲ့ပိဋကတ်ကြီးရဲ့ဆရာကြီးရဲ့ဒီအင်တာဗျူးလေးကိုနော်နားထောင်မဲ့ကျွန်တော်သုံးလောက်မီဒီယာကရဲ့ပိဋကတ်ကြီးကိုဆရာကြီးဒီကုန်းချုပ်နေနဲ့ဆရာကြီးဘာများပြောနေလဲပြောချင်တာကတော့ဗျာကျွန်တော်တို့အသက်ကြီးလာတဲ့လူမိဘဖြစ်ဖြစ်ဘဝဖြစ်ဖြစ်လူငယ်တွေကိုသူတို့ဘဝလမ်းကြောင်းအတွက်ကိုတွေ့ကြုံခဲ့ရတဲ့ဘဟုတုဒ္ဒ တင်ငန်းစာတွေကိုပေးဖို့ဝတ္တရားကြည့်တယ်ဗျမပေးဘူးဆိုကြရင်အဘိုးဘွားအဖေအမေဝတ္တရားမကြည့်ဘူးဗျကျွန်တော်ကအဲ့ဒီခံယူချက်ရှိတော့ဆိုရပါတော့စာပေနဲ့ပတ်သက်လို့လေဒီမကွေးတိုင်းကြီးအကြောင်းကိုလည်းလောက်ရေးထားတဲ့အားမျိုးကျွန်တော်မတွေ့ဘူးမတွေ့ဘူးလို့ရေးမှကောင်းမယ်ငါတိထားတဲ့ဘုဒ္ဓတရားတွေကိုဖြန့်ဝေဖို့တာရုခေါ်ကြဖို့အတွက်ငါလုပ်တင်တယ်ဆိုပြီးကျွန်တော်လုပ်တဲ့သဘောပါတခြားဒီဒီပုဂ္ဂလဒိဋ္ဌံအမြင်ကျွန်တော်မှမရှိပါဘူး ဓမ္မဒိဋ္ဌာန်အမြင်နဲ့ကျွန်တော်ရေးတော့ပါအမွေဆက်ခံတဲ့ဒိဋ္ဌာကြီးတိုင်းကြီးဖြစ်လို့မဟုတ်လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကအမွေတွေကိုအခုခေတ်လူတွေဆက်ရနေတယ်အဲ့ဒါကိုနမူနာယူကြဖို့ဂျန်တဲ့တိုင်းတွေအတွက်လည်းအဲ့လိုလုပ်နိုင်ရင်ကောင်းတယ်ပေါ့ဗျာဆိုလိုတာကဒီအီရွယ်ချက်ပါပဲဟုတ်ကဲ့အခုလိုကျွန်တော်တော့ကမီဒီယာကိုအေးဆုံးဖြေကြပြီးကြပြီဆရာကြီးကိုသူရဲ့ကျေးဇူးတင်ရှိလိုက်ပါတယ်။တာရုခေါ်ပါတယ်ဗျာကျွန်တော်ကတော့ကျွန်တော်ဖြန့်ဝေတဲ့ဘုသူတ္တကိုလက်ခံကြတဲ့ယုံကြတဲ့ အဲ့တော့တာရုခေါ်ကြတယ်ဆိုပေရင်ကျွန်တော်ကိုယ်တိုင်ကရေးရတို့လှူရတို့နတ်တယ်လို့ခံခံကားမိပါတယ်တာရုခေါ်ပါတယ်ဗျ